မင်္ဂလာပါရှင်2025ခုနှစ်မေလ3ရက်နေ့ရက်နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါဆွေးနွေးပွဲပြည့်ပြည့်ပြီးရဲ့နောက်စစ်ကောင်စီက TNL ထိန်းချုပ်ရာမိုးကိုမျိုးကိုလေကြောင်းကနေဘုံလာကျတဲ့အတွက်အရက်သားတယောက်တေဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်ကနေနဲ့ B21 PDF တည်ရင်မှုနဲ့ CDM ဆီယာမလေး8အင်းထဲကြည်တံရတွေနဲ့တေဆုံးနေတယ်လို့သိရပါဗျ။ ဟာခါမျိုးပေါ်မှာအရက်သားဟန်ဆောင်ပြီးတရင်ထောက်လန်းနေတဲ့ရဲနှအူးကိုအရှင်ဖမ်းမိလိုက်ပါတယ်။ခါမရ34ကိုတရင်မူညောင်လေးပင်မြို့နယ်တိုက်ပွဲအတွင်မှာ drone ထိမှန်ပြီးတေဆုံးသွားတယ်လို့ဖမ်းဆီးခံပြူကောင်းဆောင်ကအတည်ပြုလိုက်ပါတယ်။ဗနာယမုံငွေရဲ့64ရာဂိုင်နှုန်းကိုစစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကပြောလာပါတယ်။ အမ်ဘရန်လန်ရိုးပေါ်မှာရှိတဲ့ကြေးရွာတွေကဒေသခံတွေကိုစားနေရိတ်ခါတည်ယူခွင့်စစ်ရှုံးကောင်စီကကန့်သက်ထားပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လယ်ခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းတပုတ်အနေနဲ့ဆွေနှွေးပွဲပြပြပြီးရဲ့နောက်စကောင်စီက TNL ထိန်းချုပ်ရာမိုးကုံမျိုးကို လေကြောင်းကနေဘုံလာကျဲခဲ့တဲ့အတွက်အရက်သားတယောက်သေဆုံးပြီးတယောက်ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ် မိုးကုံမြို့အနောက်ပိုင်းကက်သေးရက်ကွက်ကအနောက်ကျောင်းကိုဒီကနေ့မေလ3ရက်နေ့မနက်9:00နာရီတောင်မှစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ဘုံတလုံးလာရောက်တဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNL ကဒီကနေ့မှထုတ်ပြန်ထားပါတယ်မိုးကုံမြို့အနောက်ပိုင်းကက်သေးရက်ကွက်မှာရှိတဲ့အနောက်ကျောင်းကိုစစ်ကောင်စီတပ်မှလေကြောင်းဖြင့်ထပ်မံဗုံးကျဲချမှုကြောင့်ဒေသခံတအူတည်ဆုံးခဲ့ပြီးတအူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ုံကြောက်ပောက်ပွဲမှုကြောင့်ဒေသခံသေဆုံးမှုရှိခဲ့ပြီးနေအိမ်လည်းထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီကဆစ်ရှုံးပြီးစွန့်ခွာခဲ့ရတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုန်းနဲ့မိုးမိတ်ဆတဲ့မြို့ငါးမြို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတအူးပလောင်လွတ်မြောက်ရေးတမတော် PSLF TNLC ကနေစစ်ကောင်စီကပြန်တောင်းတဲ့အတွက်တရုတ်နိုင်ငံယူနန်ပြည်နယ်မှာဧပြီလ28ရက်နေ့29ရက်နေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာရှေ့ဆက်မရပဲရပ်တန့်သွားခဲ့တယ်လို့ TNLC ကမေလ2ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုဆွေးနွေးပွဲရပ်တန့်သွားပြီးရဲ့နောက်စစ်ကောင်စီဟာမိုးကုံမြို့ကိုလေကြောင်းကနေဘုံလာကျဲခဲ့တာဖြစ်ပါတယ်။ ်မေလာနေ့ရက်နေ့ည7:00နာရီကလည်းစစ်ကောင်စီကမိုးကုံမြို့ကို ပေါင်250ပုံးနှလုံးလာရောက်တဲချတိုက်ခိုက်ခဲ့တဲ့အတွက်အုတ်ပြင်ရက်ဘွက်ကဇမယုံနဲ့ပြည်သူလူထုနေအိမ်6လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ပြခဲ့တဲ့ဧပြီလ30ရက်နေ့ကလည်းငိုကုံမြို့အနောက်ပိုင်းတစ်စိတ်ကုံနဲ့ကြောက်ပုတ်ကျေးရွာကြားကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်150ပုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုံးအနေနဲ့စကိုင်းတိုင်းရင်းမပင်မြို့နယ်ပြည်လဲကြေးရွာကနေအိမ်တိုင်အထက်မှာကဏီမြို့နယ်အခြေစိုက် B21 PDF တရင်မှုကိုဖိုးစီနဲ့ CDM ကျမ်းမာရေးဆရာမလေးမဆာနီဝင်းတို့နှစ်ဦးရဲ့ရုပ်အလောင်းကိုတနက်ကြီးတန်ရာတွေနဲ့တွေ့ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ Ebola 30ရက်နေ့ည7:00နာရီဝင်းချင်းကပြည်လဲကြေးရွာမှာရှိတဲ့ CDM ကျမ်းမာရေးဆရာမလေးမဆာနီဝင်းရဲ့နေအိမ်ထဲမှာဆရာမလေးနဲ့ PDF တရင်မှုရဲ့အလောင်းကိုတွေ့ရတာလို့ဆိုပါတယ်။ အကင်ဖြစ်ပွားခြင်းအဲ့ဒီနေ့အိမ်မှာဆရာမလေးရဲ့အဖွားဖြစ်သူရှိနေပြီအဲ့ဒီအဖွားရဲ့ပြောပြချက်အရာဆရာမလေးကိုကိုဖိုးစီကတနက်နဲ့ပြတ်တက်ပြီးရနောက်သူ့ကိုယ်သူလည်းပြတ်တက်သွားတယ်လို့ဆိုကြဒေသခံတွေကပြန်လည်ပြောပြပါတယ်အကင်ဖြစ်ပွားခြင်းကည7:00နာရီထိုးကနေဆိုတော့ပတ်ဝန်းကျင်ကမတိလဲရဘူးအကင်ဖြစ်တဲ့အိမ်ကအဖွားပြောတာတော့ကိုဖိုးစီကနေ့ကိုလည်းအရှင်မထားဘူးငါကူငါလဲတက်တယ်မယ်ပြောပြီးတနက်နဲ့ဆရာမလေးကိုပြတ်တက်ပြီးသူ့ကိုယ်သူလည်း ြန်ပြစ်ခတ်အဆုံးစီရင်သွားတာတယ်လို့ဒေတာခန့်တူကပြောပါတယ်။အခင်ဖြစ်ပွားရမှာအသုံးပြုတဲ့တနဟာ G3 အမျိုးအစားဖြစ်ပြီးကိုဖိုးစီရဲ့ရင်ဘတ်တက်တဲ့တစ်ချက်နန်းချောင်းတဝိုက်မှာတစ်ချက်ဆီယာမလီရဲ့ရင်ဘတ်နဲ့ဥကောင်းမှာဒန်ယာရီတွေ့ရတယ်လို့ဒေတာခန့်တွေကပြောပါတယ်။အကင်းဖြစ်ပွားပြီးမကြမီတော်လိုင်းအင်အားစုတွေဘက်ကရမပင်မြို့နယ်တာဝန်ရှိသူတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်ခံရမပင်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖ အဖွဲ့ဝင်တွေလာရောက်စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်တေဆုံးသူတွေရဲ့ရုပ်အလောင်းကိုရေမပီ KI ဆေးဘတ်ဆိုင်ရာ တာဝန်ရှိသူတွေကစစ်စစ်ချက်ယူသွားပြီးအဖြစ်ကိုတော့ယနေ့အထိမသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်တေဆုံးသူ PDF တည်ရမှုကိုဖို့စီဟာလက်လက်ကင်တိုက်ပွဲတွေမှာရွရွချွချွတိုက်ပွဲဝင်ခဲ့ပြီးလောက်ဖော်ကင်ဖတ်တော်လည်းတမားတွေနဲ့တဟဇာတာဖြစ်ကလူချစ်လူခင်ပေါများသူဖြစ်တယ်လို့ကိုဖို့စီနဲ့အတူတိုက်ပွဲဝင်ခဲ့မှုတဲ့ရဲဘော်တအူကပြောပါတယ် ကိုဘိုးစီဟာတော်လိုင်းရဲ့အပေါ်ရိုးသားသူဖြစ်ပြီးကိုရဲကိုတာတွေကိုတော်ဝနေထိုင်သူမို့ဆရာမလေးနဲ့မြည်တို့ပတ်သက်ဒီကိုတော့မသိရဘူးလို့လဲဆိုပါတယ်။ကိုဘိုးစီဟာတော်လိုင်းရဲ့အပေါ်ရိုးသားသူဖြစ်ပြီးကိုရဲကိုတာတွေကိုတော်ဝနေထိုင်သူမို့ဆရာမလေးနဲ့မြည်တို့ပတ်သက်ဒီကိုတော့မသိရဘူးလို့လဲဆိုပါတယ်။ရမဘီခိုင်ကနီနဲ့မှာကနီမျိုးကလွဲလို့ကြေးရွာတွေကိုတော်လိုင်းအင်အားစုတွေကစိုးမိုးထိန်းချုပ်ထားတာပဲဖြစ်ပါရဲ့ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ချင်းပြည်နယ်ဟာခါမြို့ပေါ်မှာအရက်သားဟန်ဆောင်ပြီးသတင်း၆လန်းနေတဲ့ရဲတပ်သား၂ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း CDF ဟာခါကသတင်းထုတ်ပြန်ထားပါတယ်။မေလာဒီယန်နီဟာခါမျိုးပေါ်မှာအယက်သားဟန်ဆောင်ကသတင်းထောက်လန်းနေတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်လက်အောက်ခံရဲတပ်သား၂ဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြတာပါ ဖမ်းဆီးရမိတဲ့ရတသား၅ဦးကိုဆက်လက်ထိန်းသိမ်းထားပြီးအပြစ်မဲ့ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီအဖွဲ့ဝင်တွေကို CDF ဟာခအနေနဲ့လိုက်လံအရေးယူမှာဖြစ်ကြောင်း CDF ဟာခကသတိပေးထားပါတယ်ရှင်။ CDF ဟာကကဧပြီလ23ရက်နေ့မှာကြေညာချက်တရထုတ်ပြန်ခဲ့ပြီးအဲ့ဒီကြေညာချက်မှာတော့ဟာကမျိုးတင်တက်ပွဲအတွက်လူငယ်တွေနဲ့မိဘတွေပူးပေါင်းပါဝင်ကြဖို့ CDF ဟာကကချင်းပါတာနဲ့ကြေညာချက်မှာထုတ်ပြန်ခဲ့တာပါ အဲ့ဒီလိုဖိတ်ခေါ်ပြီးတဲ့နောက်ဆစ်ရှုံးကောင်စီတက်ကဟာခါမှာစီးရဲပြည်စင်မှုတွေလှုပ်လာတဲ့အပြင်ချင်းတော်လိုင်းတက်တွေရဲ့လှုပ်ရှားမှုတွေကိုသိရှိနိုင်ဖို့ပြည်သူလူထုတွေစီကသတင်း၌စုံစမ်းတာအယောင်ဆောင်စုံစမ်းတာနဲ့ဟာခါမျိုးအဝင်အထွက်တွေကိုစစ်ဆေးတာတွေလှုပ်ဆောင်လာကြောင်းချင်းတော်လိုင်းသတင်းရင်းမြစ်ကရှင်းပြပါတယ်။ဟာခါမျိုးသတင်းတိုက်ပွဲအတွက်လူငယ်တွေပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်းစစ်တပ်ကစီးရင်ပြင်ဆင်တာရှိသလိုတရင်တွေရဖို့ပို့ပြီးစုံစမ်းလာတာတွေရှိတယ် မြို့အဝင်အထွက်လည်းတော်တော်ကိုတင်းကျပ်ထားတယ်လို့ချင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပတ်ခလက်အောက်ခံခမရ3၄9တရင်မှုဟာပဲခူးတိုင်းညောင်လေးပင်မြို့နယ်တိုက်ပွဲအတွင် drone ထိမှန်တင်ဆုံးခဲ့ကြောင်းအမှတ်၄စစ်ဒေသကဖမ်းမိတဲ့ပြူစောတိကောင်းဆောင်လိုင်မင်းကပြောပါရယ် 2024ခုနှစ်ဩဂုတ်လမှာမြောင်လေးပင်မြို့နယ်ရေဖြူခန့်ကျေးရွာအတွင် လာရောက်တက်ဆွဲချိန်ခမရ3 4တက်ရင်မူနေထိုင်တဲ့နေအိမ်မော် drone ချတိုက်ခိုက်ခံရမှုအတွင်တေဆုံးခဲ့တာလို့ဆိုပါရယ်ဒါပြင်ခမရ3 4တက်ရင်ကဒုတကြက်အပါအဝင်၄ဦးနဲ့ပြူစောတီ5ဦးလဲ drone ထိမှန်တရားရရှိခဲ့တယ်လို့သိရပါတယ်။တက်ရင်မူတင်ဆောင်ခဲ့တဲ့ဖြစ်စဉ်ကြောင့်ဒုတက်ရင်မူဟာ BA 100အမျိုးအစားလက်နက်ကြီးနဲ့ပစ်ခတ်တာ ရေဖြူကံရွာမှာရှိတဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့စေခိုင်းခဲ့တယ်လို့ပြူကောင်းဆောင်လိုင်မင်းကပြောပါတယ်။အဲ့ဒီရွာပတ်လည်မှာလည်းတိုင်မိုင်းနေမိုင်းတွေကို ထောင်ခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။တင်ဝင်းထုံးလို့ခေါ်တဲ့သူ့ဆရာအဲ့ဒီလိုကြာရမလားဆိုပြီးတနက်ဖောက်တယ်။သတင်းပို့တယ်။ဒရုန်းတွေနဲ့လာချခံနေရပြီဆိုပြီးရွာနာမှာလည်းရန်သူတွေဝိုင်းနေပြီဆိုပြီးတော့လက်နက်ကြီးနဲ့ပြတော့ရွာသားတွေလည်းထိတယ်။ ။နောက်နေတော့ရွာသားတွေကိုတယောက်မကြံထုတ်ခိုင်းနဲ့။ဒီမှာတယောက်မှနေလို့မရဘူးဆိုပြီးရွာကိုခါလိုက်တာပေါ့။ကြာသွားတဲ့တရင်မှုကိုထုတ်ပြီးနှစ်ရက်လောက်နေတော့မိုင်းတွေခင်းနေလို့လိုင်မင်းကရှင်းပြပါရယ်။တရင်မှုတည်ဆုံးသွားတဲ့ခါလိုက်ရ3-6တရင်နေရာကိုစက်တင်ဘာ10ရက်နေ့မှာခါလိုက်ရ59တရင်နဲ့အစားထိုးခဲ့တယ်လို့လည်းသိရှိရပါရှင်။ နောက်ထပ်သတင်းဒီပုံအနေနဲ့အမျိုးသားညညရေးအစိုးရ NUG အနေနဲ့ဗန္ဒာရေးရမုံငွေအားလုံးရဲ့64ရာခိုင်နှုန်းကိုစစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့အမျိုးသားညညရေးအစိုးရ NUG ရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြပြောဆိုထားပါတယ်။ က်ရှိအချိန်မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဟာနေပြည်တော်အပါအဝင်ပြည်နယ်တိုင်းအလုံးမှာတိုက်ပွဲပေါ်ဆောင်လျက်ရှိနေကြပြီးတနိုင်ငံလုံးအတိုင်းအတာတိုက်ပွဲအသုံးစရိတ်တွေနဲ့မဟာမိတ်တပ်ဖွဲ့တွေကိုမျှဝေထောက်ပံ့တဲ့ရန်မုံငွေကိစ္စတွေပါလင်းနစ်တာရရှိတဲ့ဗန္ဒာရေးရန်မုံငွေရဲ့64ရာခိုင်နှုန်းကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။ ဒါပြင်တော်လည်းကာလလက်နက်ခဲရရှိရေးဗန္ဒာရမုံငွေရရှိရေးလုပ်ငန်းတွေမှာလူအချက်နဲ့စိန်ခေါ်မှုတွေရှိနေပေမဲ့တော်လာပြည်သူလူထုရဲ့ပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လည်းအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့အတူရင်းဆိုင်ဖြည့်ရှင်ကျော်လွှားလျက်ရှိတယ်လို့လဲဆိုပါတယ် နောက်ဆုံးသတင်းတပုံးအနေနဲ့ရခိုင်ပြည်အမ်းမြို့နယ်နဲ့မကွေးတိုင်းငဖဲမြို့နယ်ပဒန်းမြို့အကြားရိုးပေါ်မှာရှိတဲ့ကျေးရွာတွေကဒေသခံတွေကိုစားနဲ့ရိတ်ခါကိုတနက်စာထက်အဖို့ဝယ်ယူခွင့်မပေးဖို့စစ်ကောင်စီကကန့်သက်တားမြစ်ထားတယ်လို့သိရပါတယ်။အခုကန့်သက်ပိတ်ပင်ခံထားရတဲ့ကျေးရွာတွေကတော့ဇမျုံ၊ရှောက်တောင်၊ကုတ်ကြီး၊ကဝ၊ခွန်စုရွာ၊ရေနေရွာ၊လိုင်းရွာ၊ပစီရွာစတဲ့ကျေးရွာတွေပဲဖြစ်ပါတယ်။ စားနေတဲ့ခါတွေအာရခတ်တက်တော် AAC ရောက်မှာဆိုတဲ့အတွက်နေရီကန်စခန်းကိုဥဆောင်ကာဝယ်ဖို့တာဝန်ကျထားတဲ့တမကူကဘုံမှုချုပ်နိုင်ဝင်းကဧဘလနောက်ဆုံးပတ်ကစပြီးအမိတ်ထုတ်တားမြစ်ထားတာလို့ဗဒန်းဒေတာခန့်အမျိုးသားတယောက်ကပြောပါတယ်။ဈေးဝယ်ရင်အိမ်မှာမိသားစု9ယောက်ဆို9ယောက်စာပဲဝယ်ရတယ်။တပတ်စာဝယ်ထားလို့မရဘူး။ဒီကိစ္စကို တမကူကဘုံမှုချုပ်ကအမိတ်ထုတ်ထားတာ။တဲ့ဝင်စာနဲ့ထုတ်ပြန်ထားတာတော့မဟုတ်ဘူး။ ရိတ်ခါရီ AAC ရောက်မှာဆိုလို့လို့သူကပြောပါရဲ့ဈေးဝယ်သူတွေကိုစစ်ကောင်စီရဲ့ gate scan နဲ့စစ်တောင်းတွေကစစ်ဆေးပြီးတနက်စာထပ်ပွေးဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့အမည်မဖော်လိုတဲ့ကြေးရွာသားတယောက်ကပြောပါရဲ့ရှင်ဒီကနေ့နေ့လည်းခင်ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါရဲ့ရှင်နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်